မိုးဒီစကားတွေကိုအခုချိန်မှမပြောချင်ပေမဲ့လေမိုးလဲလေမိုးလဲအရင်ကပူလောင်နေတဲ့အတွက်မမေကြီးဒီစကားတွေပြောမှဖြစ်တော့မယ်မိုးကေပါဦးမမေရဲ့မိုးကေပါဦးမိုးလေမမေကြီးကူညီမရတော့မှာမိုး စိန်ဝင်မယ်ဆိုရင်မြမယတနာလောကမှာအမကန်ချက်အပြည့်ဆုံးနဲ့စိန်ယူသူကောင်းဆုံး brand ယတနာရှိတဲ့အစိန်ဆိုရင်စိန်နဲ့ ခေါ်သွားတယ်ဆိုတာလုံးဝကျင်းသိနေပြီရမို့အလုံးရှိတဲ့သူကမင်းမင်းဆိုရင်ဒီဟိုပါရှင်ပြောထားလိုက်ဒီကောင်လေးအိမ်မော်မရောက်နိုင်ဘူးတားနိုင်ပါလေ လာပြီเนาะခဏလေးဟုတ်ရပြီရှင်ရိုက်ယာဆန်လုပ်ငန်းစုကြီးရဲ့အငယ်ဆုံးသမီးဖြစ်သူဒေါ်စနိုးမှာပြီးခဲ့တဲ့20ရက်နေ့ည9နာရီမှာယင်မတော်တဆဖြစ်မှုကြောင့်ကွယ်လွန်သွားခဲ့ပါတယ်ကွယ်လွန်ခြင်းမှာအသက်30အရေးကြီးလို့ပါရှိပြီဖြစ်တော့ရိုက်ယာဆန်လုပ်ငန်းစုကြီးအတွက်အားကိုးအားထားအပြုအဆောင်နဲ့စီးပွားရေးမှာချိန်တိုအတွင်းချေးစွာလာခဲ့တဲ့ဒေါ်စနိုး ်ရုပ်တရက်ကွယ်လွန်ခဲ့ခြင်းအတွက်ရာစွာစိတ်မကောင်းဖြစ်နေကြသူရှိနေကြပါဘူး။မစနိုးတိတ်သွားပြီ။ကာအစိမ်းတာဖြစ်ပြီးသိရဆိုတော့မိုးနာမိုးနာအမအမကျွန်တော်ကို Sorry ပါဆရာ။ဟဲ့မိုးနာမိုးနာမိုးနာ စနောလည်းဆုံးသွားပြီငါစီကိုလည်းပြန်လာပြီးအန်ရဲ့ပြုတ်ရဲဆိုတော့ဘုန်းတော်တေချာဖို့ဒုက္ခရောက်နေပြီသူတို့တာဖာနဲ့တွေ့မှတွေ့ရလား ူလေးတောက်လိုက်ပါမတောက်ချင်ပါဘူးငါငါအေးစစ်စစ်နေပြစီ နိုးလေအခုလိုမျိုးရုတ်တရက်ဆုံးသွားတာ ਉਹ လေမိုးတို့လည်းအရုံထိခိုက်ခံစားရပါတယ်မမေရဲ့ဟာဖြစ်ဖြစ်မမေရဲ့မမေရဲ့မိုးတို့အတွက်မမေရဲ့မိလေးတွေအတွက်မမေဆက်ပြီးရှင်တန်နိုင်မှဖြစ်မှာပေါ့စနိုးလေမမေဘယ်လိုဖြေရမှာလဲမမေဘယ်လိုဖြေရမှာလဲတပီးလေ ေးရဲ့မေမေအရင်ခံစားနေရတာကိုမိုးသိပါတယ်ဒါမဲ့လေမိုးဒီစကားတွေကိုအခုချိန်မှမပြောချင်ပေမဲ့လေမိုးလဲလေမိုးလဲအရင်ကပူလောင်နေတဲ့အတွက်မေမေကိုဒီစကားတွေပြောမှဖြစ်တော့မယ်မိုးကေပါဦးမေမေရဲ့မိုးကေပါဦးမိုးလေမေမေကြီးကူညီမရတော့မှမိုးဘာဘာဖြစ်လို့လဲမေမေအေးမြမိုးရဲ့သားလေခုချိန်တက်ရှိထင်ရှားရှိနေသေးတယ်တဲ့ဘာ အေးမြမို့အေးမြမို့ဟုတ်လားအောက်စီရဟုတ်တယ်မမေကြီးဟုတ်တယ်မမကြီးစီမအဲ့ကောင်ကြီးကရောက်နေတယ်တဲ့ဒီကိစ္စအော်လေးဟိုမောင်နာတိသွားလို့တော့မိုးတို့သားမီးတော့ဒုက္ခပါပဲမမေကြီးရဲ့အဲ့ကောင်ကြီးကလေမိုးတို့သားမီးကိုဒုက္ခပေးတော့မယ်ထင်တယ်ငကိုရဲရမမောင်ကအဲ့ဒီမိန်းမနဲ့ရားတဲ့သားကိုသူ့ရဲ့ဘဝတစ်သက်လုံးခံစားနေရတာဆိုတော့ဒီကိစ္စကမောင်တိသွားလို့တော့အမလေး သွားပါပြီမမေမိုးတို့တာမီတော့ဒုက္ခရောက်ပြီထင်တယ်မမေအကြိုင်လေးမမေရဲ့မြည်လေးစီတူစွားလေးအရင်ကထိကိုက်ခံစားရတော့မှာမမေရဲ့မမေကိုကူညီပါအောင်နော်မမေနော်ဘုမလို့လောပါမသိတော့မမေကူညီပါအောင်နော်အေးမြမိုးဆိုတာပြီးခဲ့တဲ့အတိတ်မှာကြံနေခဲ့ပြီးပြီလေအဲ့တူသားဆိုတာကောအခုမှဘလို့လို့ပြီးပေါ်လာပြန်ရတာလေရဆန်နီရအောင် ဘလို့တိပြီးတော့ဘလို့တွေ့လာခဲ့တာလဲအဲ့ဒီကလေးကအခုထိအသက်ရှင်နေသေးတယ်ပေါ့ဟုတ်လားဟုတ်တယ်မမေရေဟုတ်တယ်မမရေယောက်ျားနာရေးပြီးပြီဆိုရနဲ့အဲ့ဒီကောင်လေးကိုဒီအိမ်ကိုခေါ်လာတော့မှာတဲ့မမေရေမိုးအရင်ကြောက်တာပဲမောင်းတိသွားလို့မဖြစ်ဘူးမမေမိုးတို့ဘလို့လောက်ကြမလဲဟင် ပြောခိုင်းလို့ငါသမီးလေးကိုမပို့နိုင်ဘူးငါသမီးလေးနဲ့ငါမခွဲနိုင်ဘူးငါသမီးလေးနဲ့ငါမခွဲနိုင်ဘူးရရတော့တစ္စာမိုးပဲတွဲခေါ်လာခဲ့လိုက်မယ်မေရဲ့စနိုးလေးရဲ့နာယူမိုးတို့လိုက်ပို့ကြရအောင်နော် မခွဲနိုင်ဘူး။ဘာသမီးတွေကမခွဲဘူး။မေးရဲ့ဆူရှာပါမေးရဲ့မေး။ဘာတွေပဲဖြစ်လာဖြစ်လာအာတင်းပြီးတော့မိုးတို့သားမီကိုကာကွယ်ပေးပါနော်။မိုးတို့မှလည်းလေအားကိုးစရာဆိုလို့မေမေးတယောက်တည်းရှိလို့ပါမေးရဲ့။မေးမေး ောက်ဆုံးခရီးကိုမတော်အတူတူလိုက်ပို့ချရအောင်နော်မမေနော်။လာပါမမေရဲ့လာပါ။ အမေအမဟိုလေဒီအိမ်ကြီးမှာနေတဲ့ဟိုမက်ခင်တပည့်နဲ့တွေ့ကြလို့ပါတပည့်တပည့်နေမှာလုံလုံတဲ့သူပြောလားဟိုလေကျမအမဒီမှာအိမ်ခေါ်လောက်တာပါဟောအဲ့ဆိုရင်တော့တပည့်ပေါ့သူရခဏပြန်လှလိုက်တာကိုပြန်မလာတော့လို့ဒေါက်တာဆာအလုပ်ထုတ်တဲ့ဆင်းထဲကိုထည့်လိုက်တယ်လေပြန်လာလို့လည်းမရတော့ဘူးဟိုမမရွာကိုလည်းပြန်မရောက်လာဘူးဟိုပြန်လာမယ်ပြောပြီးတော့ရောက်မလာလို့ဟိုလိုက်လာရတာပါမမဖယောက်သွားလဲ လို့တိမှလဲအမအမခဏလေးအမဟိုလေးဟိုဒီအိမ်ကြီးမှာနေတဲ့ဟိုမိုးနှောင်းနေတော့တွေ့လို့ရလားဟိုဘယ်ကမိုးနှောင်းလဲမိုးနှောင်းမရှိဘူးဒီမှာဟိုမဆနိုးနဲ့အတူတူလိုက်လာတဲ့မိုးနှောင်းပါဘိုင်းရှုပ်ပြောနေရလဲမမလေးစနိုးကဆုံးသွားပြီလေတော်တော်တော်အမရေအမမမကလည်းငါပြန်လာခဲ့မယ်ပြောပြီးပြန်မရောက်လာဘူးမိုးနှောင်းကလည်း ဒီအင်းကိုရောက်လာဘာဖြစ်လဲဒီအင်းထဲမှာရှိတဲ့သူတွေကဘလို့စိတ်ထားရှိတဲ့လူတွေလဲ